ါရှင်ဒီနေ့ March 17ရက် Federal Affairs ရဲ့နေ့စဉ်ဒီနေ့ကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့မူပြင်းမှတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအတိခံဒရုန်းအသုံးပြုတိုက်ခိုက်လာတဲ့တည်တင်စကိုင်းနဲ့မကွေးတိုင်းဒေသကြီးအဆက်မှာတိုက်ပွဲပြင်းထန်ပြည်သူတပ်တော်ဝန်ကျင်တင်းရှောင်နေရတဲ့တည်တင်လူမျိုးရေးအစိုးရတာတွေကိုစန့်ကျင်သွားမယ်လို့ KNGY ပြောတဲ့တည်တင်စတဲ့ Federal Affairs ရဲ့နေ့စဉ်ဒီနေ့ကိုကြားရမှာပါ ရှန်ဂရီနီနယ်ဆက်မူပြေမြို့မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီးစစ်ကောင်စီတပ်ကအတီခန်ဒရွန်းကာမီကာဇီနဲ့တုံးပြုတ်တိုက်ခိုက်လာတယ်လို့အမတ်တထောင်တိတက်ရင်မူပြေပြည်သူ့ကာကွယ်ရေးတပ်ဗဟိုတရင်နဲ့ပြန်ကြားရေးက Federal FN ကိုပြောပါတယ်ပြီးခဲ့တဲ့နေ့တွေကရောဒီနေ့အဆက်ပိုင်းတလနလမှာဒရုန်းနဲ့ပဲတိုက်ခိုက်ပြီးမတ်လ9ရက်နေ့မှာစပြီး အသေးခံ drone ကိုအသုံးပြုလာသလိုတာမန် drone နဲ့လည်းနေ့စဉ်နေ့တိုင်းတိုက်ခိုက်နေရမှာတရက်ကိုအလုံး30လုံးကနေအလုံး20ကြာပုံမှန်မနဲ့အစောပိုင်းနဲ့ညနေပိုင်းတွေမှာအများနဲ့တိုက်ခိုက်လိရှိတယ်လို့သူကပြောပါတယ်ဒီသူတွေအနေနဲ့မိုးပြဲမြို့ထဲမှာအဓိကသွာလာရတဲ့လမ်းမကြီးကိုအရင်မကြီးပဲနဲ့အသွာလာမလောက်ကြဖို့မိုးပြဲပြည်သူကွယ်ရေးတပ်ကတတိပေးထားပါတယ် စကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ်နဲ့မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်အဆက်မှာစစ်ကောင်စီနဲ့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေတဲ့အတွက်အနီးအနားကအရက်သားပြည်သူတတော်ဝန်ချင်းတင်းရှောင်နေရတယ်လို့ Peacock Drone Team တာဝန်ခံရာစုကဒီနေ့မှ Federal FM ကိုပြောပါတယ်စစ်ကောင်စီတပ်ရဲ့စစ်တောင်းထိုးလာမှုကြောင့်အနီးအနားကကျေးရွာခုနှစ်ရွာတင်းရှောင်နေရတယ်လို့သိရပါတယ် February 26ရက်နေ့ကနေဒီနေ့ March 10ရက်နေ့အထိ တော်လန်ยีပူပေါတက်ဖွင့်နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်သား9ဦးအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ LGBT အရေးတက်ကြွလှုပ်ရှားစာရေးဆရာမစောဟန်နေဦးမတ်လ9ရက်နေ့ညနေပိုင်းကကွဲလွန်သွားခဲ့ပါတယ်။စောဟန်နေဦးခအစိုးရစပနာကိုမဲဆောက်မျိုးတူတန်တနေရာမှာပြုလုပ်ခဲ့ပြီးကွဲလွန်ချိန်မှာအသက်20နှစ်ရှိပြီဖြစ်ပါတယ်။ သူကစစ်အာဏာရှင်တော်လှန်ရေးမှာတစ်ကြွစွာပါဝင်ခဲ့တာကြောင့်စစ်ကောင်စီရဲ့905ပုံမှန်ထုတ်ဖမ်းဆီးအကြိမ်ချခံရသူလည်းဖြစ်ပါတယ်။အစောဟာစစ်ကောင်စီကဖမ်းဆီးခံရစဉ်စစ်ကြောရေးမှာနှိပ်စက်ခံရမှုလိန်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုထောင်သွင်းလူအခွင့်အရေးထိုးဖောက်မှုတွေကိုအကျဉ်းထောက်ကပြန်လည်လူမျိုးလာစဉ်မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ ကယန်းမျိုးဆက်တိလူငယ် KNGY အနေနဲ့လူမျိုးရေးဘာသာရေးအစိုးရရာတွေကိုစန့်ကျင်တော်လှန်သွားမယ်လို့ဒီနေ့မှကျင်းပခဲ့တဲ့24နှစ်မြောက်ကယန်းလူငယ်များနှစ်အခမ်းအနားမှာပွဲချင်းပရေးကော်မတီဝင်လဲဖြစ်တယ်လို့ KNGY ဒေသစီရင်ရေးဌာနကခုံးမြက်လေးက Federal FM ကိုပြောပါရယ်မတ်လ10ရက်နေ့ဟာကယန်းလူငယ်များနှစ်ဖြစ်ပြီးအခမ်းအနားကို Greeny ပြီးဒီမို့ဆိုအနောက်ချန်တနီယာမှာငားရဲကြပြုလုပ်ခဲ့အမျိုးသားအမျိုးသမီးဗောလီဘောပြိုက်ပွဲနဲ့ကယန်းရိုးရာအကပြိုက်ပွဲတွေကျင်းပခဲ့ပါရယ် ကရန်လူငယ်များနေ့ကို2001ခုနှစ်ကတည်းကစတင်တင်ပခဲ့ပြီး အခုကျင်းပတာက24နှစ်မြောက်ဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာစစ်ကောင်စီတပ်ရဲ့စီရဆုံမှုကျူးလွန်မှုကြောင့်ပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလနှစ်လတာအတွင်းမှာ အမျိုးသမီး152ဦးတည်ဆုံခဲ့တယ်လို့မြမအမျိုးသမီးတမက BWU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်စစ်ကောင်စီရဲ့စီရဆူကျူးလွန်မှုတွေကြောင့်အသက်တည်ဆုံတဲ့အမျိုးသမီး152ဦးထဲမှာအသက်16နှစ်အောက်ကလေး17ဦးပါဝင်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေကတော့145ဦးပါဝင်တယ်လို့သူကဆိုပါတယ်အဆိုပါအမျိုးသမီးတွေကစစ်ကောင်စီရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုမြေမြုပ်မိုင်း မိရှုတက်ဖြတ်ခံရမှုနဲ့အတင်းထောက်တွင်းဇီဝကုသခံယူမှုမရှိတာတွေကြောင့်တက်ဆုံရှုံခဲ့ရတယ်လို့သိရပါတယ်။ဒီလိုအကာအကွယ်မဲ့နေတဲ့ပြည်သူတွေသူတို့ထိခိုက်နစ်နာခဲ့ရတာတွေအတွက်အကျိုးခံစားခွင့်ပြန်လည်ရရှိဖို့အမျိုးသမီးအရေးနိုင်ငံရေးစတဲ့အရေးအတီးတီးမှာလှုပ်ဆောင်နေတဲ့သူတွေကလည်းတတ်နိုင်တဲ့ဖက်ကနေလှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့သူကပြောပါတယ်။ဒီနေ့မတ်လ17ရက်ဖက်ဒရယ် FN ရဲ့နေ့စဉ်တည်နေကိုကြားခဲ့ရတာပါကျမနန်းကျေပါရှင်။ Música